ရှာရင်ပြက်ခတ်တိုက်ခိုက်မှုရန်စင်ရေးထုတ်ပြန်ချက်ထုတ်ပြန်ပြီးနောက်ပိုင်းမှာ KIA, TNL, KNPB, KNU, KNL နဲ့ PDF အဖွဲ့တွေဟာတပ်ဌာနချုပ်တချို့နဲ့တပ်စခန်းနေရာတွေကိုလာရောက်တိုက်ခိုက်ခဲ့တာတွေရှိတယ်လို့နာဆကပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်စော်မေးထွန်းကပြောပါရယ်။တပ်မတော်ကထုတ်ပြန်ထားတဲ့ရာရင်ပြက်ခတ်တိုက်ခိုက်မှုရန်စင်ရေးထုတ်ပြန်ချက်ထုတ်ပြန်ပြီးနောက်ပိုင်းမှာလက်နက်ကင်တောင်းကျမ်းသူတွေရဲ့ယာယီပြက်ခတ်တိုက်ခိုက်ရစင်ကြီးအပေါ်ချိုးဖောက်ခဲ့တဲ့ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးရှင်းလင်းပြောကြားရမှာ ဗိုလ်ချုပ်စော်မင်းထွန်းကအထပ်ပါအတိုင်းထည့်သွင်းပြောကြားခဲ့တာပါ28ရက်နေ့မှာဖြစ်ခဲ့တဲ့ငလင်ကြောင့်တနိုင်ငံလုံးမှာရှိတဲ့ပြည်သူလူထုတွေကိုစာနာထောက်ထားနားလည်တော့အဖြစ်နောက်တစ်ခုကတော့ကိုကြီးကေစိန်လုပ်ငန်းတွေနဲ့ပြန်လည်ထရော်ရေးလုပ်ငန်းတွေအချိန်အဟုန်နဲ့ဆောင်ရွက်နိုင်မှုရည်ရွယ်ပြီး တမတော်က2025ခုနှစ်ဧပြီလ2ရက်ကနေ22ရက်နေ့အထိယာယီပြက်ခတ်တိုက်ခိုက်မှုရစဲရေးကာလအဖြစ် ထုတ်ပြန်ထားပါတယ်။အဲ့နောက်ပိုင်းမှာ KIA အနေနဲ့ဧပြီလ3ရက်နေ့ညနေ4နာရီမိနစ်20မှာဗမာမှာရှိတဲ့တပ်ဌာနချုပ်နှစ်ခုကို80မီလီမီတာစိမ်ပြောင်းနဲ့ခုနှစ်လုံးပြက်ခတ်ခဲ့ပါတယ်။ဧပြီလ၄ရက်မနက်7:00နာရီခွဲမှာလဲဗမော်တက္ကသိုလ်နားမှာလုံခြုံရေးနေရာယူထားတဲ့နေရာကို KIA အဖွဲ့ကလူဝင်အား30လောက်နဲ့တစ်ကြိမ်လူဝင်အား90လောက်နဲ့တစ်ကြိမ်လာရောက်ပြစ်ခတ်ခဲ့တာတွေ့ရပါတယ်လို့၎င်းကပြောပါရယ် ဒါ့အပြင် TNLA အဖွဲ့ PDF တွေဟာတောင်ခမ်းမှာလုံခြုံရေးဆောင်ရွက်နေတဲ့တပ်မတော်လုံခြုံရေးစခန်းကိုလာရောက်ပြစ်ခတ်ခဲ့တာတွေရှိသလို KNPP အဖွဲ့ဟာလည်းဖားဆောင်ဒေသမှာရှိတဲ့တပ်ဌာနချုပ်ကိုလာရောက်ပြစ်ခတ်ခဲ့တာတွေဖြစ်ပွားခဲ့ကြောင်း၎င်းကပြောပါရယ်။ A အဖွဲ့အနေနဲ့ကတော့ AR တိုင်းဘက်လုံခြုံရေးနေရာယူထားတဲ့နေရာတွေကိုလာရောက်ပြစ်ခတ်တာတွေ့ရပါရယ်။ဧပြီလရက်နေ့မနက်3:00ခွဲအချိန်မှာမကွေးတိုင်းစင်ဖြူကျွန်းမြို့နယ်ရဲ့အနောက်မြောက်ဘက်မှာရှိတဲ့ တက်မတော်လုံခြုံရေးစခန်းနေရာတစ်ခုကို PDF အမေရိကန်အကြမ်းဖက်အဖွဲ့တွေက drone နဲ့၅ကြိမ်လာရောက် drone ပုံချခဲ့ကြောင်းတွေ့ရပါတယ်လို့ပြောပါရယ် KNL KNU အဖွဲ့အနေနဲ့လည်းလုံခြုံရေးစခန်းတစ်ခုကိုလာရောက်ပြစ်ခတ်ခဲ့တာရှိခဲ့ကြောင်းနဲ့လက်ရှိအချိန်မှာတက်မတော်အနေနဲ့ရာရင်ပြစ်ခတ်တိုက်ခိုက်မှုရန်စရင်ထုတ်ပြန်ချက်ထုတ်ပြန်ထားပေမဲ့ပြည်သူအသက်အိုးအိမ်စီးစိမ်ကိုထိပါလာတဲ့လုပ်ငန်းတွေ ြည်သူတွေရဲ့လမ်းမဆက်သွယ်မှုလုံခြုံရေးကိုချိုးဖောက်လာတဲ့လုပ်ငန်းတွေတက်မတော်လုံခြုံရေးတပ်ဖွဲ့တွေရဲ့စခန်းတွေကိုတိုက်ခိုက်လာပါကပြန်လည်တုံ့ပြန်မှုပြုလုပ်သွားမယ်လို့ထုတ်ပြန်ချက်မှာထည့်သွင်းထုတ်ပြန်ထားကြောင်းဗိုလ်ချုပ်စွန်မင်းထွန်းကပြောပါရယ်မိမိတို့အနေနဲ့ငလင်တန်ထိခိုက်ခံစားနေရတဲ့ပြည်သူလူထုကိုကုညီကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်လျက်ရှိတဲ့အချိန်မှာအထက်ပါလူမျိုးပြစ်ခတ်တိုက်ခိုက်မှုရစဲရေးကိုချိုးဖောက်နေတာတွေကိုအလုံးသိရှိနိုင်ဖို့တင်ပြတာဖြစ်ကြောင်းလည်း၎င်းကပြောပါရယ်